က်အတွက်ကိုဒီအဲနတ်သမီးနဲ့ကဇလန်းတွေလေးကလက်ဆောင်အနေနဲ့ရိုက်ပေးတာပါပရိသတ်တွေရဲ့စိတ်ထွက်ပေါက်လေးရစေဖို့ပျော်အောင်လို့ပရိသတ်တွေလက်ဆောင်ပါရှင်နတ်မီသိကြလားကျောင်းသူလေးကကျောင်းသူမရိုက်ချင်ဘူးလားဒရိုက်တာ ပွင့်သိကြီးစောနဲ့ကိုမိုးနီလွေကသူတို့ရိုက်ချင်တာသူတို့ထည့်ရိုက်တာရောက်နေတော့သားလား ဒါပဲပြောချင်တာကတော့ဒီဇက်ကတော့ဟိုတိတ်မကြီးလိုမျိုးတော့ heavy drama တွေမလုပ်ရဘူးဒါပေမဲ့လည်းသူလည်းပေါ့ပြပြတော့ရိုက်ထားမှာဟုတ်ကဲ့ဒီနေ့ကတော့နတ်သမီးနတ်ခတ်ဆိုတဲ့ series အမိတ်ဆက်ပွဲပေါ့နော်အဲအဲ့အတွက်ကိုပွဲ တတ်တာပါတနည်းအားဖြင့် fan meeting ပေါ့ fan နေနဲ့လည်းတွေ့ရင်ဒီနတ်သမီးနတ်ခတ် series mix up ပွဲလေးပါဟုတ်အဲဒူးဒူးကြကြတော့ okay ပထမဇက်ကကိုမိုးနီပေါ့နော်ဇညွန်းဆရာကိုမိုးနီကကိုမိုးနီလွယ်ကအဲသူကမင်းသားနှစ်ယောက်နဲ့ကစ်နယ်ကိုတည်ထားဒါပေမဲ့ကစ်ကအဲ့ဇက်ကိုဆန်ဆန်မကြမှာကြောက်ပြီးတော့အဲ့နဲ့အဲ့ဇက်တော့မရိုက်သေးဘူးလို့နောက် ဘာလို့ရိုက်ကြမလဲဆိုပြီးကေရဲ့ director ပွင့်တင်ကြီးဆိုရယ်ကိုမိုးနေရပြန်တိုင်မင်းတော့ပွင့်ဖို့ရတယ်ဒီလိုမျိုးရိုက်ချင်နေတဲ့မင်းသားတွေအများကြီးနဲ့အဲဘောနော်ဆိုတော့အဲ့နဲ့အဲသူ့ idea လေးလဲနားထောင်ကြည့်ရင်လည်းနောက်ပြီးတော့ကိကလည်းအခုခစ်ကခစ်စားရလေဇိုဒီယက်ဆိုင်လေး horoscope တွေ bidding တွေ tarot tarot တွေအဲ့လိုမျိုးတွေလူတွေကအပြင်မှာစိတ်ဝင်စားကြတော့အဲ့ဒါလေးကိုအခြေခံပြီးတော့ လုံးဝမကောင်းလားပေါ့နော်ကိကလည်းအဲ့လိုပေါ့ဒီကောင်မလေးကပေတင်ရန်ယုံနေအဲ terror တွေယုံနေဒီ sign တွေကိုယုံနေဆိုရဲကားလေးရိုက်အဲ့အရာလေးထည့်မယ်ဆိုရဲအဲ့အရာနေပြီးတော့ဟို character တွေကဇက်ကောင်တွေက zodiac sign လေးနဲ့မတူတဲ့ zodiac sign လေးနဲ့အဲတိဆောက်ထားတာပေါ့အဲ့လိုမျိုးဖြစ်သွားတာအကုန်လုံးတိုင်ပင်ပြီးလောက်ထားတာပေါ့နော်ဟုတ်ကျောင်းသူလေးရေလို့လို့ရတယ်နော်ဟုတ်လာပြန်ပြီ ောင်းသူလျောင်းချောင်းသူမရိုက်ချင်ဘူးလားဒရိုက်တာပွင့်တယ်ကြီးစောနဲ့ကိုမိုးနီလွေရာသူတို့ရိုက်ချင်တာသူတို့ထည့်ရိုက်တာယောက်နေတော့ကားလာမကိပ်ပါတော့ကိန်းတော့ဒါပရိသတ်အတွက်ကို ပြောသလိုပဲခုနအင်တာဗျူးလောမှာပြောသလိုပဲပြိသက်အတွက်ကိုဒီအဲနတ်သမီးနဲ့ကဇလန်းတွေကလက်ဆောင်အနေနဲ့ရိုက်ပေးတာပါပြိသက်တွေရဲ့စိတ်ထွက်ပေါက်လေးရစေဖို့ပျော်အောင်လို့ပြိသက်တွေလက်ဆောင်ပါရှင်မတူဘူးပေါ့တိမ်မကြီးကတော့တစ်ချိန်လုံး ဒီ drama mood ကို စိတ်ထဲကနေထုတ်လို့မရဘူးတစ်ချိန်လုံးအပူပူနေတာပေါ့နော်စိတ်ဆင်းရဲနေရတဲ့အိမ်ဆောင်တွေဇက်ရုပ်ပေါ့ဒီနတ်သမီးနတ်ခတ်ဆိုရချစ်ချစ်ထူးဆန်းကောင်မလေးကတော့အသက်30ပဝန်းကျင်မှာရှိတဲ့ကောင်မလေးအသက်30ကောင်မလေးအပြင်မှာလည်းတော်တော်လက်လက်ပြတိပြရာနမောနမဲ့အဲပြီးရင်အလုပ်လည်းရမ်းကြိုးစားရဒီလုပ်ငန်းခွင်ထဲမှာပဲသူ့သူ့ဘဝကိုနှစ်ထားရပေါ့ဒါပေမဲ့တခု ကြာတော့သူကသူ့မိသားစုပေါ့သူလီယိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာလဲအဲချစ်ချစ်တူဆန်လီယိုလီယိုဆိုင်းလေးပေါ့နော်လီယိုတွေကကြာတော့အများသောအားဖြင့်ကိုမိသားစုကိုပတ်ဝန်းကျင်ကိုရဲ့လုပ်ငန်းမှာတာဝန်ယူမှုရှိကြတယ်ပေါ့အဲ့ဒါတွေကတော့လီယိုဆိုင်းလေးရဲ့ character personality လေးပါတာပေါ့ဆက်အဲ့လိုမျိုးလေးအဲ့မဲ့ပြောချင်တာကတော့ဒီဇက်ကတော့ဟိုတိတ်မကြီးလိုမျိုးတော့ heavy drama တွေမလုပ်ရဘူးဒါပေမဲ့လည်းသူလည်း ပေါ့ပြပြတော့ရိုက်ထားမဟုတ်ဘူးသူလည်းပင်မန်းနဲ့အာပြီးတော့နောက်တစ်ခုကကျတော့ဟိုစိတ်နစ်ပြီးလှုပ်ရတဲ့အခန်းလေးလည်းပါပါတယ်အဲ့ဒါတော့ဒီပိုင်းလေးပါမပါသေးဘူးစောင့်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ်